တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်လ9လပိုင်း1လအတွက်တနင်္ဂနွေနေ့မွေးဖွားသောမိတ်ဆွေတွေရရှိတဲ့နမိတ်ကလေးကတော့ The Wars ကမ္ဘာလောကလို့ဆိုတဲ့နမိတ်လေးရရှိပါတယ်အဲ့တော့ The Wars ကမ္ဘာလောကဆိုတဲ့နမိတ်ကတနင်္ဂနွေသားများအားလုံးဒီခီးကိစ္စတွေနိုင်ငံခြားကိစ္စတွေတော့ပြည်ရင်းပြည်ပအစသဖြင့်ဘုရားဘူးခီးအဲ့ဒါတွေအားလုံးကောင်းမယ်ခီးသွားရမယ်လာတလာဖြစ်တယ်ဆိုတဲ့နမိတ်မျိုးဖြစ်ပါတယ်အဲ့တော့ စည်းဝေးကံကောင်းမယ်အခြေကံကောင်းမယ်အိမ်နှွေးအိမ်တော်ကြီးလည်းကံကောင်းမယ်သားသမီးတွေကြီးကနေပြီးတော့အဝေးရောက်အဝေးကိုရောက်နေတဲ့သားသမီးကကိုယ့်ကိုပတ်စံမိသားစုတို့ပတ်စံနေပို့တာလို့လည်းကြုံတတ်တယ်ကောင်းတော့ပို့ခြင်းပဲဆိုတော့ yes or no ဆိုရင်ခုနလပိုင်းတလ2025ခုနလပိုင်းတလအတွင်းမှာတနင်္ဂနွေသားသမီးများအားလုံး yes ကောင်းတယ်ဟောဘာပဲလို့လို့အဆင်ပြေချုံးမွေးမယ်ဆိုတဲ့နမိတ်မျိုးရတယ်ထီထိုးကန်စမ်းမယ်ဆိုရင်တော့ နှစ်တလုံးနဲ့ကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပတ်ဖြစ်ထီထိုးပါကံကောင်းစီသောအယောင်ကအစိမ်းအောင်ဖြစ်ပါတယ်ဒီကာလထဲမှာဒီခုနလပိုင်းတစ်လအတွင်းမှာဘာပဲလှုပ်လှုပ်ဖြစ်ချင်တဲ့ဇာနာတစ်ခုရှိပြီဆိုရင်တဲ့အိမ်ဖျားမှာတတိဆယ်မျိုးဖျားကတ်ပြီးတော့ခွဲချမ်းစိတ်ပြီးတော့ဆဲအမျိုးဆယ်မျိုးဖျားမှာပေါ့ခွဲချမ်းစိတ်ဖျားပြီးတော့ကတ်ချင်းအပြင်တနေ့ကနေနေမူပေါ်သောမိတ်ဆွေများ ခုနလပိုင်းတစ်လအတွင်းအားလုံးအထူးကံကောင်းပါလိမ့်မယ်ကျွန်တော်နဲ့တိုက်ရိုက်ပြီးရင်မိမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ည2 GB ဝေမန်ဒီကျွန်တော်တို့ဖွင့်ထားပါတယ်ညံပူစော်ကတူဦးကိုတပေါင်းခွဲယူပါတယ်အဲ့တော့နာမည်တို့မွေးတကယ်တို့ဒီ Viber ကနေပို့ပေးပါအားလို့ရှိရင်ကျွန်တော်ပြန်ဖြေပေးပါမယ်ပြီးပြီးတော့တွက်မှာမဟုတ်ဘူးစနစ်တကျတွက်ပေးတာဒါကြောင့်မလို့မအားရင်ကျွန်တော်လုံးဝပြန်ဖြေမှာမဟုတ်ပါဘူးအဲ့တော့တင်းငွေတွေနေမွေးဖွားသောမိတ်ဆွေများခုနလပိုင်းတစ်လလုံးအေးချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ရပါသည်ဗျာ တနင်္လာနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်လ9လပိုင်းတလအတွင်းတလတာတနင်္လာနေ့မွေးဖွားသောမိတ်ဆွေအတွက်တေရော့ကပ်ပြားရဲ့နမိတ်ကတော့ဒါရှင်ပြန်ထမြောက်ခြင်းဆိုတဲ့နမိတ်မျိုးဖြစ်တယ်အဲ့တော့တနင်္လာနေ့မွေးဖွားသောမိတ်ဆွေများမလုပ်ရတော့ဘူးလို့ထင်တဲ့အလုပ်တွေပြန်လုပ်ရမယ်မရတော့ဘူးလို့ထင်တဲ့ပတ်စံတွေလည်းပြန်ဝင်တတ်တယ်ကုန်ထားတဲ့ပတ်စံတွေပြန်ဝင်မယ်ဆိုတော့ဒီတနင်္လာနေ့မွေးဖွားသောမိတ်ဆွေများ ုနှလားပိုင်းမှာ yes or no ဆိုရင်အကောင်းဆိုးဆိုရင် yes ကောင်းတယ်ဖြစ်ကိုဖြစ်ချင်တဲ့ဆန္ဒဖြစ်အောင်လုပ်ပါဖန်ပြီးပါတယ်အဲ့တော့ကောင်းတဲ့ရက်ကိုရွေးမယ်ဆိုရင်နှစ်ကနန်းကြာတဲ့ရက်ဥပမာနှစ်ကနန်းကြာတဲ့ဆိုတာတစ်လအတွင်းမှာ2ရက်17ရက်29ရက်နေ့တွေကဒါဒက်လန်နေမှုဖော်သောမိတ်ဆွေများကံကောင်းတဲ့အထူးကံကောင်းမဲ့နေ့တွေဥပမာအစာအုပ်စောက်တာတို့လုပ်ငန်းစတင်တာတို့ဖန်ပြီးတာတို့ကအကောင်းဆုံးပဲအိမ်တော်ကြီးကံကောင်းမဲ့အခြေကံကောင်းမဲ့ နောက်မိသားစုသားရေးသမီးကိစ္စအလုံးအထူးကံကောင်းမယ်အလုံးနဲ့ပတ်သက်ရင်ရွှေ့ပြောင်းကောင်းမယ်ယာရုတက်တာတို့နေရာထိုင်ရင်းပြောင်းတာတို့လည်းအထူးကောင်းနေပါတယ်ဒီကာလဒီ9လပိုင်း10လအတွင်းမှာတန်းလာနေမွေးဖွားသောမိစေများဘာပဲဖြစ်ချင်းဖြစ်ချင်းဟိုးအရင်တုန်းကဘိုးဘွားတွေကိုအာယုံပြုတ်ပြီးတော့အိမ်ဖျားမှာဘာစွန်းမဲ့ဖြစ်ဖြစ်စွန်းမဲ့ကက်ကက်တစ်သီးပဲကက်ကက်တောက်ရီပဲကက်ကက်ဖျားစီမှာလှူတဲ့အခါမှာအရင်တုန်းကဘိုးဘွားတွေကိုအာယုံပြုတ်ပြီးတော့လှူခြင်းအပြင်တန်းလာနေမွေးဖွားသောမိစေများ တလအတွင်းထူးကန်ကောင်းပါလိမ့်မယ်အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုလဲနှစ်တလုံးနဲ့ဝယ်အပိုင်ကန်ပြီးတော့ထီထိုးပါကန်ကောင်းမဲ့အရောင်ကတော့အဖြူရောင်ဖြစ်ပါတယ်လင်းလာနေမူပါသောမိတ်ဆွေများဇူလိုင်လ9လပိုင်း2025တလလုံးအေးချမ်းစွာတာယာစွာငိမ့်ချမ်းစွာဖြင့်ဖြတ်တန်းနိုင်ပါလိမ့်ဗျာအင်္ဂါနေ့မူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်ဂျွန်လတလစာတေရိုကပ်ပြရဲ့နမိတ်အင်္ဂါနေ့မူပါသောမိတ်ဆွေတွေရရှိတဲ့နမိတ်ကဒလဘဆိုတော့ ဒီချစ်သူနှစ်ဦးဆိုတဲ့ကပ်ပြားလေးရတယ်အဲ့တော့အင်္ဂါနေ့မူပေါ်သောမိတ်ဆွေများအချစ်ချစ်ချင်းမေတ္တာတရားနဲ့ပတ်သက်တဲ့အရာတွေပို့ပြီးတော့ကံကောင်းမယ်အိမ်တော်ကြီးကံကောင်းမယ်အခြေကြီးကံကောင်းမယ်နောက်အလုပ်နဲ့ပတ်သက်တာတွေအထူးကံကောင်းလိမ့်မယ်နောက်ဒီကာလမှာဒီခုနလပိုင်းတစ်လအတွင်းမှာအလူကိစ္စမင်္ဂလာကိစ္စတွေသွားတတ်တယ်ကောင်းသောပြုလုပ်ခြင်းဖြစ်တယ်ကိုကိုတိုင်ကမလူဖြစ်ရင်လည်းလူတဲ့သူတို့ကိုအကူအညီထောက်ပံ့ပေးရမျိုးကိုကဝိုင်းလုပ်ပေးတာမျိုးလည်းကြုံပါလိမ့်မယ်ဝိုင်းကူညီပေးတာ လူအားတက်နိုင်ရင်လူအားငွေအားတက်နိုင်ရင်ငွေအားပေါ့အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်6တလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီတဲ့အယောင်ကအစေးအောင်ဖြစ်ပါတယ်အဲ့တော့အင်္ဂါနေ့မွေးဖွားသောမိတ်ဆွေများဟလာဘယ်ကိစ္စပဲဖြစ်ဖြစ်လုပ်ငန်းစမယ်ဆိုရင်6ကဏန်းကြရတဲ့ရက်ပေါ့ဥမာ6ရက်15ရက်24ရက်ဟာအဲ့ဒီရက်တွေဟာဒီတလအတွင်းမှာခုနကမဲ့တလအတွင်းအထူးကံကောင်းတဲ့နေ့တွေလို့နားလည်ပေးစီလိုပါတယ်အစာဦးစောက်တာလုပ်ငန်းဖန်တီးတာစတင်ဟလာ အလုတ်တီထောင်တာပေါ့နော်ကုမ္ပဏီထောင်တာလို့စိုက်ဖွင့်ပွဲလုပ်တာလို့စသဖြင့်ကောင်းပါတယ်ဆိုတော့အင်္ဂါနေ့မွေးဖွားသောမိစေများဘာပဲဖြစ်ဖြစ်ဒီ9လပိုင်းတစ်လအတွင်းကန်ကောင်းကျင်နေဆိုရင်တဲ့ဟိုဇုံတွဲတွေကိုလက်ဆောင်ပစ္စည်းတခုပေးခြင်းဥမာဒီဒီကောင်မလေးနဲ့ဒီဟာနဲ့ချစ်သူကြီးစားဖြစ်နေတာသိတယ်သူတို့လက်ဆောင်ပေးခြင်းအပြင်ဆုတောင်းတယ်ကိုဖြစ်ခြင်းတဲ့ဇန္နာတွေပြပါလိမ့်မယ်အင်္ဂါနေ့မွေးဖွားသောမိစေများ2025ဇူလိုင်9လတလတာလုံး အေးချမ်းခြင်းငြိမ်းချမ်းခြင်းတာယာခြင်းများစွာဖြင့်ဖြတ်သန်းနိုင်ပါစေဗုဒ္ဓနေ့မွေးဖွားသောမိစေများအားလုံးမင်္ဂလာပါ2025ဇူလိုင်9လပိုင်းတလအတွင်းတဲရော့ကပ်ပြားရဲ့နမိတ်ကအဲကံကြမ္မာလဲပင် The Wheel of Fortune ကံကြမ္မာလဲပင်ဆိုတဲ့ကပ်ပြားအဲ့တော့ဗုဒ္ဓနေ့မွေးဖွားသောမိစေများဒီကပ်ပြားရဲ့နမိတ်ကမလို့ရတော့ဘူးလို့ထင်တဲ့အလုပ်တွေပြန်လုပ်ရမယ်အရင်တော့ကဖြစ်ပြီးသားအဖြစ်ပြက်တွေပြန်ဖြစ်မယ်အဲ့တော့နားလေထားမှာ အရင်ဖြစ်ပြီးသားအရာတွေပြန်ဝင်စားတယ်လို့နားလဲပါဆိုတော့အရင်တော့ကူကန်ကောင်းထားတဲ့အရာတွေကိုပြန်တွေးပြန်စဉ်းစားပြီးတော့အလုပ်လုပ်ပါအောင်မြန်မာလိမ့်မယ်ဒီကပြရဲ့နမိတ်က yes or no ဆိုရင် yes ခုနလာမယ့်တလာလုံးအေးချမ်းချမ်းဖြတ်ပါတယ်အောင်မြန်မာလိမ့်မယ်တဲ့ကိုဖြစ်ချင်တဲ့ဇာတ်နာတွေဖြစ်လိမ့်မယ်အစည်းကံကောင်းမယ်အိမ်တော်ကြီးကံကောင်းမယ်တာကြီးသမီးကြီးကံကောင်းမယ်နောက်ပြီးတော့လူမှုရေးနဲ့ပတ်သက်တဲ့ကိစ္စတွေလည်းအဆင်ပြေကျော်ဝေးပါလိမ့်မယ်အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တစ်နဲ့တုံညတစ်လုံးလုံးကိုအပိုင်ကန်ပြီးတော့ ကံကောင်းမဲ့အောင်ပါလီထီနံဘတ်ဖြစ်ထီထိုးပါကံကောင်းစေသောအယောင်ကအနိယောင်ဖြစ်ပါတယ်ဒီကာလထဲမှာဒီခုနလပိုင်းတလထဲမှာဗုဒ္ဓသာသမီးဘာပဲလှုပ်ချင်လှုပ်ချင်ကျွန်တော်တို့ဘုရားဆုံးတော်ကတ်တဲ့ခါမှာမုတ်အဝိုင်းဟောမုတ်ဝိုင်းဆိုတော့ဘိမ့်မလဲရတယ်ဘီစကွတ်လိုအဝိုင်းလဲရတယ်အဲ့တော့ကြိုက်တာဘုရားဆုံးလူချင်းအားဖြင့်မိမိဖြစ်ခြင်းတဲ့ဇန္နာတွေအားလုံးဖြစ်ပါလိမ့်မယ်ဗုဒ္ဓနဲ့မွေးဖွားသောမိတ်ဆွေများ2025ဇူလိုင်လခုနလပိုင်းတလတာလုံး အေးချမ်းခြင်းငြိမ်းချမ်းခြင်းများစွာဖြင့်တာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ဇာတာပတိနေ့မူဖော်သောမိတ်ဆွေများအားလုံးမင်္ဂလာပါ၂025ခုနှစ်လပိုင်းဇူလိုင်လတလတာလုံးဇာတာပတိနေ့မူဖော်သောမိတ်ဆွေတို့တဲရော့ကပ်ပြားရဲ့နမိတ်ကတော့အာနံပါတ်3ကပ်ပြားလေးဖြစ်တယ်နံပါတ်3ကပ်ပြားအကောင်းဆိုးဆိုရင်တော့ကောင်းတယ်နော်ဒီဘာသာရေးနဲ့ပတ်သက်တဲ့ကိစ္စတွေဒီခုနှစ်လပိုင်းထဲမှာအလုပ်လုပ်ရလိမ့်မယ် ဒါအလူတန်းနဲ့ပတ်သက်တဲ့ကိစ္စတွေမင်္ဂလာကိစ္စတွေပေါ်လာတတ်တယ်ကောင်းသောပေါ်ခြင်းဖြစ်တယ်အစာဦးစောက်တာလုပ်ငန်းစတင်တာခုနလပိုင်းထဲမှာကောင်းတယ်အဲ့တော့ဘေးရက်ကိုယူမလဲဆိုရင်သုံးကဏ္ဍကြတဲ့ရက်ကိုပဲယူရပါဥပမာ3ရက်12ရက်နော်30ရက်အဲ့ဒီရက်တွေဟာခုဒီခုနလပိုင်းတလထဲမှာဂျာတာဒီနေမူပါသောမိစေများအထူးကံကောင်းမဲ့ရက်တွေလို့နားလည်ပေးစီလိုပါတယ်အဲ့တော့ ထီထိုးကန်ဆမ်းမဲ့ဆိုရင်လည်းသုံးတလုံးနဲ့ကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကန်ကောင်းစီသောအယောင်ကတော့အပြာယောင်ဖြစ်ပါတယ်အဲ့တော့ဂျာသာဝတိနေမူပါသောမိစေများဘာပဲလှုပ်ခြင်းလှုပ်ခြင်းအရေးကြီးတဲ့ကိစ္စဒီခုနလပိုင်းထဲမှာလှုပ်မယ်ဆိုလို့ရှိရင်တဲ့ဒီကလေးတယောက်ကိုမူရေခဲမုတ်လေးကြွေခြင်းအပြင်ကလေးဘယ်ကလေးပဲဖြစ်ဖြစ်ပေါ့နော်ရေခဲမုတ်လေးကြွေခြင်းအပြင်ခုနလပိုင်းတလားတာလုံးဂျာသာဝတိနေမူပါသောမိစေများအထူးကံကောင်းပါလိမ့်မယ်အဲ့တော့ ဇာတာရီနေမူပါသောမိတ်ဆွေများဒီဒီကပ်ပြားရဲ့နမိတ်ဆိုရင်အကောင်းဆိုးဆိုရင်တော့အကောင်းကြရတဲ့ကြောင့်မလို့ဘာသာရေးများများလောက်ပါအလှူဒန်းတွေများများလောက်ပါအဲတော့မိမိဖြစ်ချင်တဲ့ဆန္ဒကိုဒီကပ်ပြားရဲ့နမိတ်တိုင်းဆိုရင်တော့စိတ်ညစ်ပြီးတော့ဘာမှမတွေးဘဲနဲ့ပျော်အောင်လုပ်ပါလို့နားလေသဘောပေါက်စီလိုပါတယ်အဲတော့ဇာတာရီနေမူပါသောမိတ်ဆွေများခုနလပိုင်းတလားတားလုံးအေးချမ်းစွာငြင်းချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစီဗျာတောက်ကြနေမူပါသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025 ဇူလိုင်9လပိုင်းတလတာလုံးတလစာတေရောကပ်ပြားရဲ့ကံကြမှာမေတော်ကြီးဆိုတဲ့ကပ်ပြားလေးကြနံပါတ်2ကပ်ပြားအဲ့တော့မေတော်ကြီးဆိုတဲ့ကပ်ပြားအကောင်းလားအဆူလားဆိုရင် yes or no ဆိုရင် ကောင်းတယ်မိခင်နေဆောက်ရှောက်တယ်တဲ့အဲ့တော့တောက်ကြနေမူပါသောမိတ်ဆွေများကိုတဲ့ကြီးကဲသူတွေအုပ်ချုပ်သူတွေခေါင်းဆောင်တွေကအဲကိုယ့်ရဲ့အသက်ကြီးတဲ့သူတွေကတော့ယာရုကြီးတဲ့သူတွေကကိုယ့်ကိုဆောက်ရှောက်မဆားမဲ့ဂိမ်းမျိုးထဲမှာပါနေပါတယ်အဲ့တော့ အိမ်တော်ကြီးကံကောင်းမယ်အခြေကံကောင်းမယ်ဘာသာကြီးမမေ့ပါနဲ့ငွေတွေတဘောအများကြီးဝင်လာမယ်အဲ့တော့ငွေဝင်နိုင်မဲ့ဂိမ်းမျိုးတွေအများကြီးရှိနေတယ်အဲ့တော့ထီထိုးကံစားမယ်ဆိုရင်တော့နှစ်တစ်လုံးလဲကိုအပိုင်ကင်ပြီးတော့ကံကောင်းမဲ့အောင်ပါလီထီနံပါတ်ဖြစ်ထီထိုးပါကံကောင်းစီတော့အယောင်ကနီညိုအောင်ဖြစ်ပါတယ်အဲ့တော့တောက်ကြနေမူပါသောမိစေများဘာပဲလှုပ်ချင်လှုပ်ချင်အရေးကြီးတဲ့ကိစ္စတွေဆိုလို့ရှိရင်အင်္ဂလိပ်ရက်မြန်မာရက်မဟုတ်ဘူးเนาะအင်္ဂလိပ်ရက်2ရက်17ရက် 29ရက်နေ့အဲ့ဒါတွေကအထူးကံကောင်းတဲ့နေ့တွေဖြစ်ပါတယ်အဲ့တော့အဲ့ဒီနေ့တွေမှာလုပ်ငန်းစတင်တာတို့စိုင်ဖွင့်တာတို့အဆောက်အဦစောက်တာတို့ဒါတွေကအထူးကံကောင်းပါလိမ့်မယ်အဲ့တော့တောက်ကြနေမူပါသောမိတ်ဆွေများခုနှစ်လပိုင်းတစ်လတာလုံးမှာအထူးကံကောင်းခြင်းနဲ့ဆိုရင်ねမျက်လုံးလေးမှိတ်ပြီးတော့မိခင်မေတော်ပေါ့ကိုယ့်အိမ်မှာကြီးခဲ့ရှင်အမေအမေအမေကိုဆုတောင်းခိုင်းအမေသားတာလေးသွားပြီးတော့အလုပ်လုပ်မယ်စေပြောင်းမိသားကိုမြတ်တာဖို့ဆုတောင်းပေးဆိုရင်အဲ့လိုမျိုး ကြီးကဲတယောက်ယောက်ကိုဆုတောင်းပေးခိုင်းခြင်းအပြင်တောက်ကြနေမွေးဖွားသောမိษွေများခုနကမှတလတာလုံးအထူးကံကောင်းပါလိမ့်မယ်။အဲ့တော့တောက်ကြနေမွေးဖွားသောမိษွေများဒီကပ်ပြားရဲ့နမိတ်တိုင်းဆိုရင်မိခင်နေခုနကမှတလတာလုံးစီမိခင်နေအကြီးကဲတွေဆောက်ရှောက်သောကာလဖြစ်သောကြောင့်မေတ္တာပို့မယ်ဆိုလို့ရှိရင်မိခင်နေကြီးကဲတွေကိုမေတ္တာပို့ခြင်းအပြင်ခန္ဓာပိုင်းတလတာလုံးအေးချမ်းစွာငြိမ်းချမ်းစွာတာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ် စနေနေ့မွေးဖွားသောမိတ်ဆွေများအားလုံးမင်္ဂလာပါ2025ဇူလိုင်လ9လပိုင်းတလတာအတွင်းစနေနေ့မွေးဖွားသောမိတ်ဆွေတွေတေရုတ်ကပ်ပြရဲ့ကံကြမ္မာနမိတ်ကရေခွက်နှစ်ခွက်နံပါတ်14ကပ်လေးကြရတယ်အဲ့တော့နံပါတ်14ကပ်ရဲ့တဘောကစနေနေ့မွေးဖွားသောမိတ်ဆွေများအလုရွှေပြောင်းကောင်းမယ်နေရာရွှေပြောင်းကောင်းမယ်ယာရုတူတက်တက်ပဲမကြိုက်ဘူးဆိုတဲ့နေရာကိုမရပဲနဲ့ကြိုက်တယ်ဆိုတဲ့နေရာမျိုးကိုရလိမ့်မယ်ဆိုတော့ ဒီကပ်ပြားရဲ့နမိတ်ကရက်စော်နိုးလုံရင်ကောင်းမလားတလားပြမခုနလပိုင်းထဲမှာလုံရင်ကောင်းမကောင်းဆိုရင်လုတ်ပါရေရဲဝင်လုတ်ပါအောင်မြင်မယ်ဆိုတဲ့ကပ်ပြားမျိုးဖြစ်ပါတယ်အဲ့တော့ထီထိုးကန်စမ်းမယ်ဆိုရင်တင့်နဲ့လေတလုံးလုံးကိုအပိုင်ကန်ပြီးတော့ကန်ကောင်းမဲ့အောင်ပါလေထီနံပတ်ဖြစ်ထီထိုးပါကောင်းတဲ့ရက်လေးတွေကိုရွေးမယ်ဆိုရင်ခုနလပိုင်းထဲမှာငါးကနန်းကြတဲ့ရက်ကိုယူပါငါးကနန်းကြတဲ့ရက်ဆိုတာအင်္ဂလိပ်ရက်မြန်မာရက်မဟုတ်ဘူးเนาะအင်္ဂလိပ်ရက်9ရက်14ရက် 23ရက်ကြာတဲ့ကဏန်းတွေဟာစနေနေ့မွေးပွားသောမိတ်ဆွေများအတွက်အထူးကံကောင်းတယ်အဲ့ဒီနေ့မှာလုပ်ငန်းစတင်တာဆိုင်ဖွင့်တာအစာဥစောက်တာတခုခုတန်ဖိုးကြီးပစ္စည်းဝယ်တာလက်မှတ်ထိုးတာစာချုပ်ချုပ်ဆိုတာအားလုံးအထူးကောင်းပါတယ်အဲ့တော့ကံကောင်းစေတဲ့အကြောင်းကအနီရောင်ဒီကာလထဲမှာဒီခုနလပိုင်းတစ်လထဲမှာစနေနေ့မွေးပွားသောမိတ်ဆွေများအခြေအကံကောင်းမယ်အင်းတွေအိမ်တော်ကြီးကံကောင်းမယ်တာအီးသမီးကံကောင်းမယ်ခီးတွေထွက်ရတတ်တယ် ဘုရားဘူးခီဒီရွေးပြပါခီကြိုက်တဲ့ခီးထွက်ပါအနေကင်းပါလိမ့်မယ်အဲ့တော့စနေနေ့မွေးဖွားသောမိတ်ဆွေများဘာပဲလုပ်ချင်ဒီခုနလပိုင်းထဲမှာအလုပ်တစ်ခုခုရည်ရွယ်ထားတယ်အဒိဋ္ဌံတစ်ခုပြုထားတယ်ဆိုရင်ရေချိုးကန်ဒီမှာရေခွက်ထဲမှာရေလေးနဲ့နဲ့ရေချိုးကန်ဒီမှာပရမအောင်ကြီးချိုးမဲ့ခွက်ပေါ့မျက်နာအစ်ဖို့ခွက်ပေါ့နော်အဲ့ဒီမှာကိုလိုချင်တဲ့အရာတွေကိုဆူတောင်းပြီးမြင့်တာလဲပို့ ဟလာကိုသွားမဲ့နေရာမှာရောက်တဲ့နေရာမှာမြင်အမမြင်ပုံကူတွေကြားမှာချမ်းသာကြပါစေဟာဒီခန္ဓာကိုယ်ကြီးလည်းကြားမှာချမ်းသာပါစေလှုပ်တဲ့လှုပ်တွေအားလုံးဆင်ပြေကျော်မြတ်ပါစေဆိုပြီးတော့ရေကိုကြည့်ပြီးဆူတောင်းမယ်ပြီးရင်အဲ့ဒီရေနဲ့မျက်နှာတက်ပါတဲ့ဒါဆိုရင်ခုနလပိုင်းမူဟိုခုနလပိုင်းမှာစနေနေ့မူပါတော့မိတ်ဆွေများခုနလပိုင်းတစ်လလုံးအထူးကံကောင်းပါလိမ့်မယ်အဲကျွန်တော်လည်းတရိုက်ပေတွေမိမယ်ဆိုရင်တော့၄၃လုံး၅၃လုံး၈၃ညာ2 KB ဝင်မန်ကြီးဖွင့်ထားပါတယ်ညံဘူးစောကတူးကိုတောင်းခွဲယူတယ်ဘိုင်ဘာကနေအမီမိုးတက်ကလေးအရေးကြီးမှပြောတာနော်ပို့ပေး ခေါ်ပြီးမယ်အတော့စနေနေ့မူပေါ်သောမိစေများဒီကပ်ပြားရဲ့နမိတ်ကပြောင်းလဲခြင်းခုနလပိုင်းဒီပြောင်းလဲခြင်းကောင်းသောပြောင်းလဲခြင်းကပ်ပြားကြသောကြောင့်စနေနေ့မူဟောသောမိတ်ဆွေများခုနှစ်လပိုင်းအတွင်းမှာအေးချမ်းစွာငြိမ်းချမ်းစွာဖြင့်တာယာစွာဖြင့်ဖြတ်သန်းနိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါရစေ။